အခန်း3မောင်ကလိုက်ခဲဟု ခေါ်တော့ကလေမောင်ဘေးမှာကျမပါသည် မောင်ကနေရခဲဟုဆိုပြန်တော့လေမောင်စိတ်အနှောက်ယှက်ဖြစ်မိစားတတ်ဆောင်စကားတခွန်းမြမောင်မချားစီရပဲကျမငြိမ်သက်စွာနေရခဲတာအမှန်ပါပဲအဲ့ဒီအထိကျမမောင်ကိုချစ်မြတ်နိုးခဲ့ပါသည်မောင်တခုသောတောင်ပေါ်မြို့ငယ်လေးတစ်မြို့မှာ မောင်နေထိုင်ရရှိသည် လှပါစမ်းကြသည်ဆိုသော မောင်မြို့ကလေးကို ကျမရုပ်ရှင်ထဲမှသာတခါမြင်မှုပါသည်ချန်တကားတစ်ဖက်တစ်ချက်၌ထင်းရှုပင်နှစ်ပင်ရှင်၍ပေါင်နေသော တထက်တိုက်ပုပ်ပုလေးကိုမြင်လိုက်ရတော့ကဆိုလင်ဒါမောင်နေတဲ့အင်္ဂလိပ်များလားဟု လွမ်းဆွချင်းကြီးစွာအမှတ်ရလိုက်မိသေးသည်ဒီပုံစံဟာမောင်တိတ်ကြိုက်တဲ့တိုက်အိမ်ပုံစံမျိုးပဲမောင်အဲ့ဒီမြို့ကလေးမှာရှိနေခြင်းကိုလည်း သတင်းစာထဲမှာလက်ထပ်ပြီးစီချင်းကြော်ညာပါလာမှသိရသည်တချင်ချင်း၌မလွဲမသွေရှင်းဆိုင်ဖို့မျှော်လင့်ထားသောသတင်းဖြစ်တော်လေတကယ်တမ်းတိတိဆိုင်ဆိုင်ရင်ဆိုင်လိုက်ရသောအခါကျမမျက်လုံးများပြဝေသွားခဲ့သည် ဆုံးရှုံးရပြီဟုသိလိုက်ရသောအချိန်မှာကျမမျက်ရည်ကျ၍မဖြစ်သော နေရာဒေသဖြစ်နေ၍တော်ပါသေးသည်ကျမသည် မောင်ခဏခဏပြောသည်လိုမျက်ရည်တိတ်လွယ်လေသည် ထို့အချိန်ကကျမတမဝါရမစည်းကမ်းမှာရှိနေသည် ထိုနေ့ကမျက်ရည်မကြခဲ့ပါမောင်ဘဝနှင့်ကျမဘဝကိုတခုစီဟုဘယ်တော့ကမှမတတ်မှတ်ခဲ့ဘူးသောကျမသည် အဖြစ်အပျက်အမှန်ကို လက်ခံဖို့လာပေါင်းများစွာ အားယူခဲ့ရပါသည် နောက်တော့မောင်အနီးနားမှာမရှိဘဲနှင့်ကျမ၏တည်တံ့ဘဝကို အတားအဆီးမရှိဖြတ်ကျော်လာနိုင်ခဲ့သည်ကျမကဟန်ဆောင်ကောင်းပါသည် ကျမသည် ပုံမှန်အတိုင်းတမဝါယမစီကန်းနှင့် ကိုပိုင်စီကန်းတို့ကိုစိတ်ယုတ်တစ်ခုကဲ့သို့အချိန်မှန်စွာလှုပ်ရှားအသက်ဝင်နေခဲ့သည် အိမ်နှင့်စီကန်းအကြားတွင် ကျမ၌မြည်သည့်အပူပင်မျှမရှိသလိုရီမောပျော်ရွှင်နေမည်လူမှုရေးကိစ္စများတွင်တာမန်အတိုင်းပါဝင်ခဲ့သည်ကျမတို့နှစ်ယောက်ဤចောင်းသားဘဝတုန်းကရင်းနှီးမှုကိုတိထားသောတငယ်ချင်းများက ကျမထံစာဖြင့်လမ်းရည်ပြီးအံ့ဩတနာကြသည်မောင်ထားရခဲ့သောကျန်ရစ်သူတယောက်အဖြစ်ဂယုနာတက်ကြသည် ကျမလာသည်မြစာများကို လုံးဝမပြန်ခဲ့ပါဘယ်နဲ့လုပ်ပြီးစာပြန်ရမလဲမင်္ဂလာဆောင်ဖိတ်စာကလေးတောင်လှမ်းဖို့မခံရပဲသတင်းစာမှတဆင့်သိရသောအကြောင်းကိုဘသူသွားပြီးရှင်းဖွင့်ရန်လိုအပ်ပါသည်လေအများအမြင်တွင် ကျမသည်ចောင်းသူဘဝကအတိုင်း ဘာမျှမပြောင်းလဲပါ နောက်ပြီးကျမအခုရောက်နေသောမြို့ကလေး၌မောင်နှင့်ကျမအကြောင်းကြားဖို့သူရှိမည်မထင်ပါထို့ကြောင့်လေလူလောကဝိတရားများကိုတာမန်အတိုင်းဆောင်ရွက်ခြင်းလေနေနိုင်ခဲ့၏တန်းဆွတ်တရိယာစိတ်များစွာပြည့်အံ့လာသောအခါကျမမန္တလေးကို သွားမိမည်မောင်နေထိုင်ခဲ့သောနန်းရှိကတထပ်ပြင်းအင်္ဂလိပ်စီတို့ကျမရောက်လာတတ်မည် မောင်ထွက်သွားပြီးသည့်နောက် အင်လာကချက်တရာဆိုသည်မှာចောင်းသူဘဝတုံးကမြပြသလောက်ဆရာဝန်ဘဝတွင်နေပါလာသဖြင့်ကျမကတောင်းတပန်ပန်နှင့်15ထားခဲ့မိသည်ဘာအတိတ်ပဲနှင့်ကျမပြုလုပ်မိမှန်းမသိတော့လဲကျမအတွက်ဤအင်္ဂလိပ်ရှိနေမှဖြစ်မည်ဤအင်္ဂလိပ်တို့တစ်နှစ်တွင်တစ်ခါသို့မဟုတ်နှစ်ခါလာရသည်မှာ မောင့်ထန်လာရသလိုပင်ကျမခံစားရသည်အိမ်တဲဝင်လျင်ဝင်စဉ်မောင့်ကိုငွေရှင်နဲ့များကိုကျမရမည်ဖျားစဉ်တစ်ခုမှလွေ၍တခြားအိမ်တောင်ပရိဘောဂများပြည်စုံပါဝင်သည့်ဤအိမ်ကလေးသည်ကျမအတွက်တော့နှွေးထွေးသောလွမ်းဆွတ်ခြင်းတစ်ခုဖြစ်သည်ဤအိမ်သို့ရောက်လျင်ကျမသည်မြို့မှကျင်းရခဲ့သော လူနာများကို၎င်းဆွေမျိုးများကို၎င်းလူမှုရေးပြဿနာများကို၎င်း သတိမရတော့ပဲကျမဤနှလုံးအိမ်နှင့်အုံနောက်မှမောင်တယောက်သာ ဝင်ရောက်နေတော်သည် မောင်ကိုကျမမေးပြောက်၍မရအောင်ချက်ခဲ့သည်မေးပြောက်ဖို့မကြိုးစားခြင်းလောက်အောင်မှတ်မောတွေ့တာခဲ့သည်နာကြီးမုံတည်၍မရလောက်အောင်မျက်နှူးတန်တာခဲ့သည်။ကျမချစ်သောမောင်သည်တောင်ပေါ်မြို့လေးတစ်ခုတွင် ကျမနှင့်ဆန့်ကျင်စွာငြိမ်းချမ်းသာယာရှိနေလိမ့်မည်။ အထက်တန်းကျောင်းသားဘဝကလေးကမောင်မြတ်နိုး၍အသေးအတန်လိုက်ယူခဲ့ရသည်ဟုသတင်းကြသောမောင်စနီးနှင့်ရှင်မောပျော်ရွှင်နေပေလိမ့်မည်။အလုံးမပင်ပန်းစွာပြန်လာတိုင်းချစ်ဆက်ဖွဲ့အပြုံးလေးနှင့်အရေးတယူစည်းကြူနှစ်သိမ့်မည်လှပသောစနီးကို မောင်ချီနှက်မြတ်နိုးမဆုံးရှိလိမ့်မည်။စည်းကမ်းမှညာ9နာရီ10နာရီအင်ပြန်ရောက်သောအခါတိုင်း အေးဆက်နေသောထမင်းနှင့်ဟင်ကို၆ကပ်စွာကျမစားနေခြင်းတွင်မောင်ကတော့မောင်စနီးပြင်ဆင်ကြွေးသောပူနွေးသည့်ညစာကိုချစ်သောစနီးနှင့်စုပ်ပြေစွာစားတောင်းနေပေလိမ့်မည်။အိယာဝင်အချိန်တိုင်းအိယာပေါ်တွင် အလျားမောက်ခါခေါင်းအုံးတွင်ပါအပ်၍ငိမ့်သက်ရက်တန့်စွာ ကျမအိပ်ပျော်ဖို့ကြိုးစားနေခြင်းတွင်မောင်ကတော့ချစ်စနီးကိုရှင်းခွေမှပွေဖက်၍နှစ်နှစ်ချိုက်ချိုက် ိမ်မောကြနေပြီလိမ့်မည်။နနက်အိယာထခြင်းစပွဲတင်နိုင်ဤနှိုးဆက်မြည်တမ်းဖြင့်ထိတ်လန့်တကြကျမနှိုးထခြင်းတွင်မောင်ကတော့ညင်သာသောအနန်းတစ်ခုဖြင့်နှစ်သိမ့်စွာနှိုးထခဲ့ပြီမည်။အစီစဉ်တကြမဟုတ်သောနနက်စာကိုကျုံတက်လို့ကျမစားနေရခြင်းတိုင်းမောင်မာတော့အစင်သည့်ပြင်စင်ကျွေးမွေးမည်စနီးကရှိနေသည်။ကံဆိုးသောပညာတတ်မိမတယောက်နှင့် ကံကောင်းသောပညာတတ်ယောက်ျားတယောက်သည်အင်းမြတော့ကွာခြားမှာပဲမဟုတ်လားမိမဆိုတာပညာတတ်ဖို့မလိုဘူးရုပ်ချောဖို့ပဲလိုတယ်မိမပီတာဖို့ပဲလိုတယ်ရည်တယ်လို့မောတယ်လို့မကြခဏကြွေးကြော်လေးရှိသောမောင်သည်တာမန်ပွဲရာတူဖြစ်သည်လှပသော မိန်းကလေးကိုရွေးချယ်တာမှန်ကန်ပါသည်ဒါဖြင့်ပညာတတ်ပြီးရုံမချောရင်မိမကိုမောင်ပါဖြစ်လို့မောင်ပြီးမှလက်တွဲခေါ်ခဲ့သည်လေ ်မောင်ကိုပြောကျင်သောစကားများစွာတွေမှတီးဖွဲ့သောစကားလေးတစ်ခွန်သာဖြစ်ပါသည်။ကျမစကားတစ်ခွန်ကြောင့်မောင်ထိခိုက်မည်ဆိုရင်ကျမကိုကျမအပြစ်ဒဏ်ခံပစ်လိုက်မည်။ကျမကြောင့်မောင်မတွေ့ဝေစီရပါ။မောင်ဆုံးဖြတ်ချက်သည်ကျမကြောင့်မှားယွင်းမှုမရှိစေရပါ။မောင်တခုခုမှားယွင်းသည်ဆိုရင်လေဤကမှားသည် မောင်ကိုယ်တိုင်ဖန်တီးပြုလုပ်ခဲ့သောအမှားသာဖြေရမည်။ သို့သောမောင်းဘဝမှာနောက်ထပ်အမားဟု၍ရှိတော်မှာမဟုတ်။ကျမကိုချစ်ခဲ့ခြင်းသည်သာမောင်းအတွက်အကြီးမားဆုံးအမားဖြစ်သည်။အပေကြောင့်ဆိုသော မောင်းနှင့်ကျမသည်အဆဆအယားယားပေါင်းဆက်၍မရနိုင်လောက်အောင်တီးခြားဖြစ်တည်နေခဲ့သောကြောင့်ဖြစ်သည်။ဤရချက်ကိုလည်းအချိန်လွန်မှနှစ်ဦးစလုံးရှင်းမိခဲ့ရသည်။မောင်းကသူချစ်သူကို မင်းကလေးပီတာစေခြင်းသည်။ ကျမသည်တနခါလိမ့်ဖို့ကိုပင် အလွန်ပြင်းရည်သူဖြစ်ရာမိန်းကလေးများလိမ့်အပ်သည့်မိတ်ခတ်ပေါင်တာရှည်မွေးနှကန်းဆိုးစီစသည်တို့ကို စိတ်ကူးတဲ့၌ပင်ထဲ့ပေါ်မရပါအဝိအစာအစဉ်အပြင်ကိုလည်းကျုံတလို့သာကောက်ဝက်သွားတတ်သည်စိတ်နှလုံးနှင့်အုံနောက်အရေးချင်းကိုသာတန်ဖိုးထားတတ်သော ကျမသည်ခန္ဓာကိုယ်အရေးပြားပုံမှ အလှအပကိုတံပိုးမထားတတ်ခဲ့သည်မှာအမှန်ပင်ဖြစ်သည် ပြင်ပအလှကြောင့်များယောက်ျားတယောက်နှင့်လွဲရမည်ဆိုလျှင်စိတ်ကပြန် လွဲလိုက်စမ်းပါစေဟူသောမာနတရားဖြင့်ရှင်းဝင်စွာဘဝကိုဖြတ်တန်းခဲ့သောကျမသည်မောင်ကိုချစ်မိသည်မှလည်းမောင်ကိုခန္ဓာဤအလှပါကြောင့်မဟုတ်ဘဲအမြဲတမ်းစူးရှနင်းနက်သောမျက်လုံးနှင့်ထက်မြက်သောဉာဏ်ပညာကြောင့်သာဖြစ်၏ချစ်သူရင်ကွင်းမှာနှွေးမီကြည်နူးသောအချားမင်းကလေးများမြေကဲ့သို့နေမည်မသိတော်လဲ မောင်ရင်ခွဲမှာဖတ်တွေ ကြည်နူသောကျမကတော့ကျမတို့နှစ်ယောက်မှမွေးဖွားလာမည်သာသူမဟုတ်တမီးကိုတိတ်ညံထက်မြတ်ကြိုးစားမည်ရှင်သွေးအဖြစ်စိတ်ကူးပျော်ရွှင်နေခဲ့သောအချိန်ကများလေသည်မောင်ကမင်းကလေးပီသားစီခြင်းလွန်သောကျမသည်မိဖို့ကြောင့်တွင်ထမင်းဟင်းချက်ပြုတ်ရင်းအချိန်ကုန်ဆုံးဖို့ဝါသနာမပါသောမိမတယောက်လည်းဖြစ်သည်။စနေတနင်္ဂနွေကျောင်းပိတ်ရက်များတွင နန်းရှိအိမ်၌မောင်နှင့်အတူနေလေစာစီစဉ်ချက်ပြုတ်ဖို့တခါတရံမှသာဝါသနာပါ၏အများအားဖြင့်လွဲကူပြီးစီသော မောင်လင်းကြိုက်တတ်သောပေါင်မုတ်ကိုပင် အမျိုးမျိုးလှူစားခဲ့သည်ပေါင်မုတ်နှင့်ကော်ဖီကိုကျမနင်းငွေလာသောအခါမှ မောင်ကြိုက်တတ်သည့်ငချင်းသားစီပြန်ဖြစ်စေဝတ်သားပင်းငက်ပြီးဖြစ်စေငတက်လောက်ပေါင်းဖြစ်စေစိတ်လိုလက်ရချက်ကျွေးတတ်လေသည် မောင်ကသူ့ချစ်သူကိုယောက်ျားတကာနှင့်လက်ဖေးဆိုင်အတူထိုင်တာအလွန်စိတ်တူတတ်သည်။ကျမကတော့ဝါသနာတူမိတ်ဆွေမိန်းမဖြစ်စေယောက်ျားဖြစ်စေတူဦးဦးနှင့်ရုပ်ရှင်အကြောင်းစာအုပ်အကြောင်း နောက်ဆုံးတချင်းတိတ်ခွေများနှင့်ဂီတအကြောင်းအထိတမိတ်တမျောစကားထိုင်ပြောဖို့အတွက်ဝင်မလေးတတ်။ကျမဝိတ္ထုများကိုဖတ်၍ကျမကိုလေးစားသောမိတ်ဆွေဖွဲ့ခြင်းသောလူငယ်များက တခတရံအဆောင်တို့လာရောက်တတ်သည်။ကျမသည်မောင်မကြိုင်မန်းသည့်သောကြောင့်အကြောင်းတစ်ခုခုပြ၍ရှောင်ရန်ကြိုးစားခဲ့ဘူးတော်လဲမအောင်မြင်ပါ။မြင်းသူမြေွားဟုမသိပဲလက်ခံစကားပြောဖို့ကျမတာဝန်ဖြစ်သလိုအရင်တည်းယူအထင်တကြီးခင်မင်မြင်ဘူးလို့စွာ လာရောက်သောစာဖတ်သူအားတုံးတိစွာ စကားဆက်ဖြတ်မှတ်ဖြစ်ဖို့လေကျမတာဝန်မင်းဖြစ်သည်။ တခတရံမောင်ကကျမကိုပါလာရင်းမှလာရှာသောအခါကျမစကားဖြဲ့၍နှင်လို့ရ၏မောင်ကလိုက်မလာပဲဘာရမင်းအောင်မှရက်ကြည့်ပြီးဒေါသတကြီးထွက်သွားပြီဆိုလျင် ကျမမျက်နာမပြတ်အောင်အတင်းဟန်ဆောင်ထားခဲ့ရသည်ဤကိစ္စနှင့်ပတ်သက်၍စကားများကြလျင် မောင်ဘယ်တော့မှအရှုံးမပေးပါတောဆက်မှာမင်းပရိသတ်ကမိမကိုမရှိဘူးယောက်ျားကြီးပဲဟုဒေါသတကြီးရှည်ရွတ်၏ ကျမဘာမျှပြန်မပြောတတ်ပါဝိစာသိပ်ပန်တက်ကတူမှာမိမရီလည်းအများကြီးမင်းစီလာသည်မြပရိသတ်ကတော့ယောက်ျားကြီးပဲမလို့ကျမပြောတိုင်းကျမကတော့အပြုံးမပြတ်နှစ်သိမ့်မြဲဖြစ်၏ဝိတုမဂ္ဂဇင်းဖတ်ဖို့ဝါသနာမပါသောမောင်သည်လစင်ထုတ်မဂ္ဂဇင်းတို့ကိုလှန်လော၍ကျမဝိတုကိုရှာလီမည်လားမဂ္ဂဇင်းတစ်ခုကိုကြည့်ပြီးဆိုလျှင်ကတ်တုံးကိုသာဦးစားပေးဖတ်တတ်သောမောင်သည် ကျမဝိတ္ထုများကိုတော့ဝိတ္တရားမပြတ်ဖတ်ရှုခဲ့ပါသည်တခါတရံဘာရီရေးထားတာလဲဟင်ဟုမကွယ်မဝက်ညဉ်ညူလေးရှိသော မောင်ဤပွင့်လင်းရိုသားဟန်ကို ကျမချစ်မြတ်တို့ဤချစ်ရဲ့ဝိတ္ထုတွေမောင်မကြိုက်ဘူးလားဟုခတ်တော်တော်မေးလျင် မောင်ကခလေးဆန်စွာမျက်နာရှုံပြတတ်သည်ကြိုက်ဖို့နေနေတတာဘာရီရေးထားမှန်းတော့မသိဘူးတဲ့မောင်ဟာလေအရန်ကိုချစ်ဖို့ကောင်းတာပဲဟု ကျမရင်မောရင်မှတ်ချက်ချလင်မောင်ရှက်သွားပြီးဘာလဲဟာဟုရေရွတ်တတ်၏အများတကာကမကြခဏတိုက်တွန်းမှ ပြောလုံးမှချစ်ကိုလူတွေက ပြောနေရဲ့စာရေးကျဲလို့ဆိုလာပဲဟုတဆင့်စကားဖြင့်ရိုးသားစွာတိုက်တွန်းတတ်သောမောင်သည်ကျမနှင့်ဝေးကွာနေသော မောင်ငြိမ်းအေးမှုအတွင်၌ကျမ၏နာမည်ကိုသတိတရရှိဖို့တော့တော်တော်ခဲယဉ်ပါပါမဂ္ဂဇင်းထဲမှ ကျမရေးသောဝိထုဖြင့် ကျမကိုတတိရအောင်ကလည်းမဖြစ်နိုင်။မောင်နှင့်ဝေးကွာခဲ့ရသည့်သုံးနှစ်အတွင်းမောင်လက်မထက်မီဝိထုတူတပုတ်မောင်လက်ထက်ပြီးဝိထုတူတပုတ်သာထဲပြည့်၏။မောင်လက်ထက်ပြီးမကတ်စင်းမှာပါသောဝိထုကလည်းဟိုးအရင်ကလေးကရှေးပြီးသားဆောင်မှုချမ်းကို အနှဲငယ်ပြင်ဆင်မွမ်းမံခဲ့ခြင်းပင်ဖြစ်လေသည်။အကြောင်းတိုက်ဆိုင်၍ကျမကိုမောင်တတိရခဲ့လျင်ဘာဖြစ်လို့ဝိထုမရည်တော့ပါလဲဟု နားလေစွာစိတ်မကောင်းဖြစ်နေမလားဤသည်မှာယူနှံသောထင်မြင်ချက်တစ်ခုသာဖြစ်၏ဘာပဲဖြစ်ဖြစ် ရှားပါလှစွာသော တခတရံမှာတော့မောင်ကျမကိုတရေရမှာပါ ဥပမာမောင်လူနာတယောက်သည်ကျမနှင့်နမည်ဆင်တူနေလင်ပေါ့နောက်ပြီးရိုးတရားခွာမြင့်ဖက်နှက်ဥချွန်စီးထားသော အရက်ပုပ်ပုကောင်မလေးများကိုမြင်လင်ပေါ့သို့မဟုတ်လေမန္တလေးသို့ဆင်းသည့်ရှက်ပိုင်းများတွင် မောင်နှင်ကျမသွားခဲ့သောနေရာများကိုမြင်လင်ပေါ့တရုတ်တန်းကဖတ်ထုတ်ကျော်ဆိုင်မှာကျမကိုတတိယစိတ်ဖြင့်မောင်ဖတ်ထုတ်ကျော်သွားမစားဘူးဟုမြည်သူကညင်းဆိုနိုင်မည်လေဖတ်ထုတ်ကျော်စားနေသည့်တညက်နေခင်းတုံကခက်လန်းလန်းမှ မြို့နယ်တမဝါရမစီကံမှထွက်လာသောအဖတမတော်ကြီးကိုလေးစားကြောက်ရွံ့စိတ်ဖြင့်နှစ်ဦးသားမျက်နှာချင်းဆိုင်ဖို့ ရှိန်ရွန်စွာထွက်ပြေးခဲ့ရခြင်းအကြောင်းကို မောင်တည်းရခြင်းယာနေလိမ့်မည်။အလုတ်တင်ဆရာဝန်ဘဝတုံးကကျမကိုမြင်တိုင်းမောင်နမည်ဖြင့်သူ့ဘက်မှဟောက်စာခြင်းလှုပ်တလဲဟုတတိတရမေးတတ်သောအဖသည်မောင်တဦးရင်းမြင်လင်လဲကျမနမည်ဖြင့်ဘမစည်းကမ်းဖွင့်နေတလဲဟုတတိတရမေးအုံးမြီမှတေချာလာပါသည်။ထိုအခါမောင်က ဲ့ဒါကျွန်တော်မသိဘူးအဖဟုရိုးသားစွာဖြေလိမ့်မည်တတွဲတွဲနေခဲ့ကြသောချစ်တဲ့ဘယ်နှစ်ဦးအားမြည်သည့်ဆရာကမှ ကွဲကွာစီလိုမည်မဟုတ်ပါမန္တလေးရောက်တိုင်းတင်းပြန့်အေးအေးဆိုင်မှာရှီကဲမုတ်သွားစားဖို့မောင်တတိရခြင်းလဲရနေမှာပေါ့စည်းချုံမလွယ်ပေါက်ကမိရှိဆိုင်တို့မောက်စားဖို့တတ်တတ်ကျမကိုလိုက်ပို့ခဲ့ဖို့ဒီကိုတတိယချင်းရနေမည် ဝင်းလိုက်ရုပ်ရှင်ယုံပြီးကအုံတို့ခောက်ဆွဲဆိုင်မှာ ပြင်သစ်ရုပ်ရှင်မင်းသားအေလိန်ဒီလွန်နှင့်ပတ်သက်ပြီးကျမတို့နှစ်ယောက်စိတ်ဆိုးစိတ်ကောက်ခဲ့မှုကြောင့်တတိယမိလျင်မောင်စိတ်လွတ်လပ်လို့ပြုံးရည်မိလေမလားမောင်လက်ထပ်ထားသောမောင်ချစ်စနီးကတော့မောင်စိတ်ကောက်ရလောက်အောင်ရုပ်ရှင်မင်းသားတယောက်ဤမျက်လုံးနှက်ခမ်းအမှုအရာမှစိတ်သဘောထားအထိစိတ်ဝင်တစားကောက်ချက်ချချီကျူးလိမ့်မည်မထင်ပါ တောင်သမန်အင်းရေတက်စအချိန်တွင်မင်းဆက်ပင်အောင်ရေဆက်နဘေးတစ်ခု၌နှစ်ယောက်အတူထိုင်၍ဘာစကားမှမပြောဘဲတယောက်ကိုတယောက်ပွေဖက်မိနှွေရင်းရင်သက်နေခဲ့ဘူးကြောင့်မောင်တည်းရခြင်းရလိမ့်မည်။ထိုအခါကျမအပေါ်တနာကျင်နာစိတ်ကလေးအနှင်းငယ်ဝင်ရောက်လင်းပင်ကျမချိန်နေပြီ။မောင်အခမ်းမှာကျမကိုတတိယလွမ်းဆူစိတ်ကြောင့် အလွမ်းပြေချည်ရန်ထားဖို့ဆို၍စွတ်တရွတ်တောင်းခဲ့သောကျမဓာတ်ပုံဖေးများရောက်နေပါလေ။မောင်မန္တလေးမှပြန်စင်တုန်းကကျမပြန်တောင်းထားလိုက်ဖို့တတိရတော်လဲမကောင်းတတ်ဘူးထင်သည်။အကျောင်းပေါ်နေသည်ကိုညင်နေရပြီဖြစ်သောကျမအနေဖြင့်အကျောင်းပုံမူကြီးထွား၊ကွဲပြတ်မသွားအောင်အတက်နိုင်ဆုံးထိန်ခဲ့မိသည်။အိမ်တောင်တဲ့ဘဝရောက်မှရီစာဟောင်းဤဓာတ်ပုံကို တတတလွမ်းစွန်နေမိအရေးအတွက်နေလာသောယောက်ျားအမျိုးအစားတွေတွင် မောင်မပါဝင်မှန်းစမတိပါသည်မောင်သည် အနေငယ်မြစိတ်ကူးမရင်ထက် အမြဲလက်တွေ့ကြဖို့ကြိုးစားနေသူတယောက်ဖြစ်သည်ဖြစ်နိုင်သည်မှာကျမဓာတ်ပုံကို မောင်မီးရှို့ပစ်ပြီးဖြစ်မှာပါကျောင်းသားဘဝတုန်းကမောင်ဤရိုက်စတာနတ်ဇက်နားထောင်ခွက်ပြားကလေးအောင်မှာ ချီဟူသောအနီရောင်ဆက်လုံးလေးတစ်ခုထည့်ထားခဲ့ပါသည်။စေးယုံမှာနှစ်ချက်ကိုအသုံးပြုတိုင်းထွင်းဖောက်မြင်နေရသောချီဟူသည့်စာလုံးကလေးကိုကြည့်၍ဆရာဆရာမများကပင်လျှင်မောင်ကိုစနောက်ခဲ့မှုကြောင့်မောင်ပြောပြပါသည်။မောင်ကိုသိချစ်သောခွဲစေးယုံမှဆရာတူက"ဟေ့ကြီးဆိုတာမင်းနာမည်တော့မဟုတ်ဘူးကွ။နော်။မင်းစာနာမည်မဟုတ်လား။ဘသူတဲ့လဲဟု" ရေမုံ၍မေးခဲ့သည်ဆို၏အခုတော့မောင်းနှက်ချက်မှာ ကြီးစလုံးလေးရှိခြင်းမှရှိတော်မည် သူမဟုတ်လဲအင်္ဂလန်ပြည်ဖြင့်လစ်စမင်နှက်ချက်ကိုပြောင်းလဲအသုံးပြုနေပြီ ဖြစ်ခြင်းဖြစ်မည်တခုတေချာသည်မှာမောင်ကင်သောပြာထန်းစာအုပ်တိုင်း၏ပထမဆုံးစာမျက်နှာညာဘက်ထိပ်တွင်ခြေဟူသောစလုံးများကတော့ယခုအထိရှိနေပါလိမ့်မည် မောင်ဖဲပောင်ရိုက်သောပြထန်းစာအုပ်တိုင်းကျမကပြန်၍ပေးပြီးကျမပြန်၍ပေးသောစာအုပ်တိုင်းမောင်ကကျမနာမည်ဆက်လုံးရေးထားသောကြောင့်ဖြစ်ပါသည်ဒါကမောင်စာအုပ်မဟုတ်တော့ဘူးလေချစ်စာအုပ်ဟုမောင်ကမချုံမချင်းပြောလို့ရှိပါသည်ဘာပဲဖြစ်ဖြစ် မောင်သည်ဆက်လုံးများကိုစုပ်ပစ်သည့်အထိကျမအပေါ်စိတ်နာပွေရအကြောင်းမရှိပါမောင်ကိုနာကြည့်မည်ဆိုရင်နာကြည့်ထိုက်သောကျမကလည်း မောင်မွေးနေ့လက်ဆောင်ပေးခဲ့ဘူးသောခေတ္တလေးကိုရှိုက်ချိုးပစ်ဖို့စိတ်မကူခဲ့ပါ။အစွဲလန်းကြီးမှလှသောဂျမသည်မောင်ဝင်ပြီးသောကနုကမာလက်ခတ်ပြားပက်ထရန်လှလှလေးကိုပင်လင်မဖောက်ရက်ဖောက်ရက်အပေါက်ဖောက်နိုင်လွန်ကျိုးကလေးဖြင့်ချီ၍မပြောင်းပြတ်အောင်ခေတ္တနှင့်တွဲချီထားခဲ့သည်။ရှင်စရာကောင်းလေသည်မှာမောင်နှင့်ပတ်သက်သမျှအသေးအမွှားပစ္စည်းကလေးများဟီချိုးရင်စီသောရောဘာဖနက်ကအစား ကျမထံမှာမကွဲမကွာရှိနေပါလျက်မောင်ကိုယ်တိုင်ကတော့ကျမနှင့်မိုင်ပေါင်းများစွာဝေသောတောင်ပေါ်မြို့ငယ်ကလေး၌ကျမကိုမေးလျော့နေခြင်းနောက်ပြီးကျမဘယ်သို့ကျန်ရပါမလဲဟု အနှဲငယ်မြပြန်ငယ်မကြည့်ခဲ့ခြင်းပင်ဖြစ်လေသည်ဘသူတွေပါပြောပြော မောင်းချစ်သူမှာကျမဖြစ်ခဲ့ရသောကြောင့်မောင်ကန်ကောင်းသည်မောင်ကလိုက်ခဲ့ပါဟုခေါ်တော့ကလည်းမောင်ဘေးမှာကျမပါသည် မောင်ကနေရခဲဟုဆိုပြန်တော့လေမောင်စိတ်အနှောင်ယှက်ဖြစ်စီမည်စတဲ့ဆောင်စကားတခုံးမြမောင်မကြားရစီပဲကျမငြိမ်သက်စွာနေရခဲတာအမှန်ပါပဲအဲ့ဒီအထိကျမမောင်ကိုချစ်မြတ်နိုးခဲ့ပါသည်မောင်